င်္ဂလာပါခင်ဗျာဒီမိုကရေစီမြန်မာအသံရုံမြင့်တန်းကြားအစီအစဉ်လေးကိုရှုစားနေရတာဖြစ်ပါတယ်ဒီနေ့မြန်မာတက္ကီ1383ခုဒဂူလာဇန်14ရက်ခရစ်တဂရီ2012ခုဧပြီလ5ရက်ကြာသပတေးနေ့ညနေ4:00နာရီအထိစူးစီးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ညဉ့်ညင်းရင်းနဲ့ပွန်လင်းလူအဖွဲ့အစည်းအကြောင်းမိဆက်ဆွေးနွေးပွဲကိုမူပင်မြို့နယ်တက္ကသိုလ်ကျောင်းဝင်းရှိမှာဒီကနေ့ဧပြီလ9ရက်နေ့မနက်ပိုင်းကပြုလုပ်သွားပါတယ်။အခုဆွေးနွေးပွဲကိုဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတမကများအဖွဲ့ချုပ်မူပင်ခရိုင်ကစီစဉ်တာဖြစ်ပြီးကိုမင်းကိုနိုင်ဦးဆောင်တဲ့88မျိုးဆက်ကျောင်းသားတွေအပါအဝင်ရန်ကုန်ကကျောင်းသားတွေလည်းတက်ရောက်ခဲ့ပါတယ်။ပွန်လင်းလွတ်လပ်ပြီးပြောရဲဆိုရဲရှိတဲ့ရပ်ဖက်လူအဖွဲ့အစည်းတွေကြေကြေပြန့်ပြန့်ပေါ်ပေါက်လာဖို့ရည်ရွယ်ပြီးအခုဆွေးနွေးပွဲကိုပြုလုပ်တာဖြစ်ကြောင်းဘာကသမ ्या ဖွဲ့ချုပ်ရဲ့ဥဆောင်သူတူဖြစ်တဲ့ကိုစီသူမောင်ကပြောပါတယ်။ မြန်မာနိုင်ငံပေါ်မှာချမှတ်ထားတဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲကနေတချို့ကိုရုပ်သိမ်းပေးလိုက်ပြီဖြစ်ကြောင်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးဟီလာရီကလင်တန်ကဧပြီလ၄ရက်နေ့မှာအထူးကြေညာချက်ထုတ်ပြီးပြောဆိုလိုက်ပါတယ်အချက်၅ချက်ပါဝင်တဲ့ကလင်တန်ရဲ့ကြေညာချက်ထဲမှာအဓိကအနေနဲ့မြန်မာနိုင်ငံကကုန်ပစ္စည်းတင်ပို့မှုပိတ်ပင်ထားတာတွေကိုတဖြည်းဖြည်းချင်းပြန်ဖွင့်ပေးဖို့နဲ့အမေရိကန်ကဗန်နာယင်းရဲ့ယင်းနှိမ့်ညွန့်မှုလုပ်ငန်းတွေပိတ်ပင်ထားတာတွေကိုရုပ်သိမ်းပေးမှာဖြစ်ကြောင်းဖော်ပြထားပါတယ် ဒဏ်ခတ်မှုတချို့ကိုဆက်လက်ထားရှိမှဖြစ်ပြီးတော့မြန်မာနိုင်ငံကကြောင်မြေရဏာတင်ပို့မှုနဲ့လူပုဂ္ဂိုလ်တချို့အပေါ်ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကိုတော့ဆက်ထားအောင်မှဖြစ်တယ်လို့အမေရိကန်နိုင်ငံသားဝင်ကြီးကပြောပါတယ်ရခိုင်ကမ်းလုံကရွှေခက်စီမံကိန်းရပ်တန့်ရေးအတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ရခိုင်အမျိုးသမီးစီယုံကတောင်းဆိုဆန္ဒပြနေပါတယ်။ခွန်ဘတာရဲ့သတင်းပေးပို့ချက်မှာရှုစားနိုင်ပါတယ်ခင်ဗျာ။ ရခိုင်ပြည်နယ်ဆွေကက်စီမံကိန်းရတန့်ရေးကိုဘင်္ဂလားဒေ့ရှ်နိုင်ငံတကာကတရုတ်တန်ရုံအရှိမဧပြီလ3ရက်နေ့ကဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်။ဒီမှာတော့အခုဆွေကက်စီမံကိန်းအတွက်ဆန္ဒပြရတဲ့ရည်ရွယ်ချက်ကပထမတစ်ချက်ကကြတော့ရခိုင်ပြည်သူတွေအနေနဲ့အခုရခိုင်ပြည်ထိမှလှုပ်ဆောင်နေတဲ့ဆွေကက် project ကိုကတ်ကွက်တဲ့အကြောင်းကိုမြန်မာအစိုးရသိသိချင်လို့ဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကြတော့ အခုဒေါက်ဆန်းစုကြည်ကပါလီမန်ကိုရာတိုးမှဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီရွှေကဲစီမံကိန်းကိစ္စကိုပါလီမန်မှာပြုဖို့အတွက်ကိုတတိပေးနှုတ်ဆုပေးတာဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကြတော့ရခိုင်ပြည်သူတွေအနေနဲ့ရခိုင်ပြည်ကထွက်တဲ့အခုပြန်စတတ်တွေဒီ project ကိစ္စမှာရခိုင်အလုံးကနေပြီးတော့မှပါဝင်ပြီးတော့မှကန့်ကွက်ဖို့အတွက်ကိုတာဝန်ရှိရဆိုတဲ့ဟာကိုပြောပြချင်လို့ လက်ရှိအစိုးရအနေနဲ့တိုင်းရင်းသားအရေးကိုလိလျူရှုထားတာစီမံကိန်းကြောင့်တဘာဝပဝင်ခြင်းပြည့်စည်နေရတာစတဲ့အချက်တွေပါဝင်တဲ့ကြေညာချက်တစ်ဆောင်ကိုလည်းတကာကမြန်မာတန်ယုံကိုပေးပို့ခဲ့ပါတယ်ဆွေကက်စီမံကိန်းနဲ့ပတ်သက်ပြီးတော့မှရခိုင်ပြည်မှာပြည်သူတွေအနေနဲ့ခံစားနေရတာကတော့အများကြီးပဲเนาะဒီရခိုင်ပြည်သူတွေအနေနဲ့ကိုယ့်ပြည်ကိုယ်ရာထွက်တဲ့တရားစတတ်တွေကိုကိုယ့်ပြည်သူတွေကမသုံးစရာပင်နဲ့ကိုယ့်ပြည်သူတွေကြတော့ခရောင်းနေမိတာ အနေအနေ မထောင်းနိုင်တဲ့အနေအထားမျိုးတွေရှိရယ်နော်တချို့မျိုးတွေမှာရှိရယ်တချို့မျိုးတွေမှာကြတော့ဖျောင်းနေဟိုဖျက်စမီတွေထွန်းထားတဲ့မျိုးတွေရှိရယ်အဲ့ဒီလျက်စမီတွေထမ်းတဲ့မျိုးတွေမှာလည်းပဲမီတာခါတွေကအရန်ကိုဈေးကြီးတဲ့အတွက်ကြောင့်မလို့ဟိုပြာရုပ်တဖိုးလောက်ပဲပေါ့နော်အဲ့လိုထွန်းရတဲ့နေရာတွေရှိပါတယ်အဲ့ကြောင့်မလို့ရခိုင်ပြည်သူတွေအနေနဲ့ဒီရွှေကဲစီမံကိန်းအတွက်အရန်ပဲခန်းစားချက်တွေဖြစ်ရပါတယ် ပြီးခဲ့တဲ့မတ်လ၁ရက်နေ့တုန်းကလည်းရခိုင်အမျိုးသားများအစည်းအရုံးနဲ့တတိပုဂ္ဂလတွေပူးပေါင်းပြီးရွှေကဲစီမံကိန်းရတန့်ရေးစန္ဒပြပွဲကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ပစာမြို့မှာပြုလုပ်ခဲ့ပါတယ်။ဒီစီမံကိန်းရဲ့ pipeline တွေတန်းရလမ်းတစ်လျှောက်မှာလူခွင့်ရေးချိုးဖောက်တာမြေအသိမ်းခံရတာတွေနဲ့တဘောအပဝန်းကျင်ထိခိုက်မှုတွေရှိနေပါတယ်။ထွက်ရှိလာတဲ့တဘောတန်းငွေတီကိုတော့တရုတ်နိုင်ငံကို2023ခုနှစ်ကစလို့နောက်နှစ်30အတွင်းရောင်းချသွားမှာဖြစ်ပါတယ်ကျွန်တော်ခွန်မတ်တာပါ တန်ခိုင်ရေးပါတီကရခိုင်ဒစိအလံနဲ့အမျိုးသားဝစ်စုံကိုပြုပြင်ပြောင်းလဲဖို့အစိုးတင်သွင်းတာဟာမလုပ်သင့်တဲ့အလုပ်ဖြစ်ပြီးလွှတ်တော်ထဲမှာအားနဲ့အကောင့်တွေပေါ်ခဲ့ရင်တော့ရခိုင်လူထုရဲ့ကြီးမားတဲ့စန့်ကျင်မှုတွေတပိတ်တိုက်ပွဲတွေနဲ့ရင်ဆိုင်ရနိုင်ကြောင်းရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီအမတ်ဦးအောင်မြကျော်ကတတိပေးလိုက်ပါတယ်။ကျင်းပနေစေရခိုင်ပြည်နယ်ပြည်နယ်လွှတ်တော်မှာတန်ခိုင်ရေးအမတ်တွေကတပ်မတော်သားအမတ်တွေနဲ့ပူးပေါင်းပြီးတော့ရခိုင်ဒစိအလံနဲ့မြို့သားဝစ်စုံကိုပြုပြင်ပြောင်းလဲဖို့အစိုးတင်လာတာကိုရခိုင်အမတ်တွေကအခုလိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။ ဂျာဖက်ယူကပွဲမှာရွေးချယ်ခံကိုယ်စားလှယ်လောင်းတွေအပါအဝင်ဝင်ရောက်ရှင်မြန်ကြတဲ့ကိုယ်စားလှယ်လောင်းတွေအနေနဲ့မဲဆွယ်စီယုံရေးအသုံးစရိတ်တွေကိုအသေးစိတ်ပြုစုတင်သွင်းဖို့ကော်မရှင်ကတိုက်တွန်းပြောကြားလိုက်ပါတယ်။ဒီကြောင်းကိုတော့ဥဝံဖုံးမြတ်ရဲ့သတင်းပေးပို့ချက်မှာရှုစားမှာပါခင်ဗျာ။ အရွေးချက်ခံကိုယ်စားလှယ်တွေအပါအဝင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ကြတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းအားလုံးအနေနဲ့ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကရွေးချက်ခံလွှတ်တော်ကိုယ်စားလှယ်အမည်စင်ကြီးညာပြီးနောက်ပိုင်းရပ်ပေါင်း60အတွင်းရွေးကောက်ပွဲအသုံးစရိတ်ကိုတိတိကျကျတင်သွင်းဖို့တိုက်တွန်းလိုက်တာပါအဓိကလိုအပ်မှာတော့ဒီချိန်မှာတော့ဟိုရုပ်ကဘက်မှာတုံးဆွဲခဲ့တဲ့အတုံးစိတ်ကိုတို့စီးစင်းလက်ပြန်တင်ရမှာပါနော်အဲ့ဒါကတော့အင်္ဂလိပ်ခွင့်ပြုထားတာတော့တိန့်တရား ကြက်သိန်း100ခုပြီးတာလေဟုတ်ကဲ့ဆိုတော့အဲ့ဒါကိုဟိုတိတိကျကျပြည်စာတွေပေါင်းချာတွေနဲ့တကွအဲဆေးအသေးစိတ်ပြုစုပြီးတော့ကော်မရှင်ကိုပြပြီးတင်ပြရမှာပါကော်မရှင်ကနေဒီဒါတွေစစ်ဆေးမှာပါဟုတ်ကဲ့အဲ့လိုကြေးရအဲ့လိုမျိုးမတင်ပြခဲ့ဘူးဆိုရင်တော့ဒီကျွတ်တော်ကိုယ်စားလှယ်လောက်ကအရေးချုပ်ပြည့်ရွနေလို့တတ်မှတ်ပါမယ်တတ်မှတ်ပြီးနောက် election number ဆိုဒီ power ship လည်းမရှိတော့ဘူးရှိတော့ဆိုတော့အဲဒီဒီဟိုစားတော့အဓိကဒါတော့လောရမှာဖြစ်ပါတယ် ဒီပေါ်ကိုလည်းလွတ်တော်ကိုယ်စားလှယ်နဲ့လွတ်တော်ကိုယ်စားလှယ်လောင်းတွေကလည်းရွေးကောက်ပွဲမဲဆွယ်စည်းရုံးရဲ့အသုံးစရတွေကိုအတီးတီးတင်ပြနိုင်ဖို့အတွက်ပြင်ဆင်မှုတွေလည်းပြုလုပ်နေကြတာပါ။အစပြီးတော့ဒီတော့ကိုယ်စားလှယ်လောင်းအမြင့်ဆင်းတင်သွင်းတဲ့14ရက်ဖေဖော်ဝါရီ14ရက်နေ့ကစပြီးတော့ကျွန်တော်တို့ဒီမှာအသုံးစရှိသမျှအသုံးစရ daily ဟိုအကောင့်ချက်နဲ့စပြီးတော့ဒေတာစစ်ဆေးတာမျိုးတွေတော့ ေးတာစစ်စစ်ပြီးသုံးတဲ့သုံးစိတ်ကိုထပ်နေရအောင်အားလုံးမတန်းတင်နေအားလုံးပေါင်းဆိုင်တဲ့တကောအကုန်လုံးထားတာရှိရအခုဆိုလို့ရှိရင်တို့တောင်းတဲ့ဒီရွေးကောက်ပွဲပြီးတဲ့အချိန်မှာတော့ဖြစ်ဖြစ်နေတယ်ဟိုးရကျွန်တော်တို့ပါတီကတော့ကျွန်တော်တို့ကပါလို့ပါလို့ဆိုတော့ကျွန်တော်ကရှင်းတယ်ပါတယ်เนาะဒီဒါကြီးကကြီးကဖြစ်နေတော့ဆိုတော့ကျွန်တော်တို့ပါတီထားတဲ့လူကကျွန်တော် စာပြီးတော့ဒီမဲဆန္ဒအတွက်တရားဝင်ဆိုပြီးတော့ဆယ်လေးစာပြီးတော့ထုတ်ပြီးတယ်။ဆယ်လေးစာပြီးထုတ်ပြီးတဲ့အခါကျတော့ကျွန်တော်ပါတီပြင်ရလိုက်တယ်လို့လူရုပ်ကပွဲဝင်မယ်ဆိုတော့ပါတီဝင်တွေကသူထည့်ကြတာပေါ့ဗျာနော်။နှစ်လုံးထည့်တယ်၊သုံးလုံးထည့်တယ်၊စတဲ့။ဘောင်းတော်တွေဝိုင်းထည့်ကြတာပေါ့။ဝိုင်းထည့်ကြတော့အဲ့ဒီငွေတွေရတယ်။နောက်ပြီးတော့ကျွန်တော်တို့မိတ်ဆွေရှင်ရနေပြီးတော့ကျွန်တော်တို့အမှုဆန္ဒပေါ့ဗျာ။ဒါလည်းပဲညနေစာမှုပေါ့။ကျွန်တော်ငွေ3000စတဲ့ပေါ့နော်။ဆိုတော့ကျွန်တော်တို့ကတော့ဒီ အဲကိုသုံးပိုင်ကိုတရားကြည့်အောင်မရောက်နိုင်ပါဘူးဝီးကြံခဲ့မှာနော်ဟုတ်ကဲ့ဒါပြင်နိုင်ငံရေးပါတီခေါင်းဆောင်အသီးသီးကလည်းပါတီကကိုယ်စားလှယ်လောင်းတွေကိုအသုံးစရိတ်တိတိကျကျတင်ပြဖို့တိုက်တွန်းပြောကြားထားကြတာလည်းရှိပါတယ်။ဒီကိစ္စရေကျွန်တော်တို့အခွင့်အရေးကလည်းကောင်းကောင်းလေးသဘောပေါက်ပါတယ်။နောက်ပြီးကျွန်တော်တို့ရဲ့ပြည်ထောင်စုလည်းဒီကိစ္စကဆင်ကြပ်ခပ်ပြီးလာဖြစ်ပါတယ်။နောက်ပြီးကျွန်တော်တို့အခွင့်အရေးကလည်းတာဝန်ယူထားတဲ့ဂျင်တွေကလည်းစီးအင်းထားပုံထားနေတာ စိတ်တော်ရတာမစိတ်တော်ဘူးလားဒီစူးစက်ကနေလေအကိုက်ကြီးလားအကိုက်ကြီးလားဆိုတာသူအမြဲတမ်းလိုက်တော့ဖြစ်နေဖြစ်ပါတယ်ကျွန်တော်တို့ဆိုရင်အချင်းအချင်းဒီမှာကတော့ဟာဟာမယ်လို့ကျွန်တော်လုပ်ကြည့်ပါတယ်ဘာလို့လဲစရဖြစ်ကြည့်ကြပါဒီချင်းအင်းကိုအကြောင်းပြပြီးတော့ week ဟာဒီကေခံပြီးတာကိုလည်းဒီတော့မှဖယ်ရှားလို့ရတယ်ကျွန်တော်စတယ်ကနလုံးခဲ့တဲ့တပတ်လောက်ခဲ့ရနော်တပတ်လောက်ခဲ့ရတယ်သက်ဆိုင်ကုစလောင်းတွေကိုပြီးတော့ပြီးတာ ਨੇ တကုံ60ပြင်းပါဘိုးစိတ်ကိုတင်လို့ရှိပါအဲ့ဒါလေဥရီတန်းမှာပါပြီးသားပဲဘယ်ကောင်းစင်ပြီးပေါင်းစင်6ပြီးရှိတယ်ဟိုဒီကောင်းစင်ပြီးဒီကောင်းစင်ပြီးဒီကောင်းစင်ပြီးရဥရီကဟိုကသုံးတဲ့ဟာကိုစဉ်းပြုစုထားထားပြီးတော့မှပြင်တော့တင်ရမှာအဲ့တော့ပြီးကြတဲ့အဆုံး30ပြုတ်တော့ပဲပါအဲ့ဒါကိုဒီလိုမှ38ရောက်တော့အဲ့လိုရှာမတင်ဘန်လောက်ခံရတော့ကိုနားနဲ့ဘန်လောက်ခံရရှိတယ်ဒါမျိုးမဖြစ်အောင် ိတ်ချမှုကြတာပါအဲ့ဒါတော့ငယ်တို့ကအတွေ့အကြုံရှိပြီးသားပဲငယ်တို့ကိုယ်တိုင်90ခုနှစ်မှာကိုရွေးခံရတာဆိုတော့ငယ်တို့ကဒါအသေးချလို့သိတယ်ဟုတ်ကဲ့ပြည်သူဆိုတာ2010မှာလည်းပဲငယ်တို့ပါတီကဝင်ပြီးတော့ရွေးခံတော့ဒီကိစ္စတွေကငယ်တို့ဘက်ကပြည်သူဆိုလို့လုပ်ခဲ့တဲ့အတွက်တယောက်မှခံရပတ်သက်ပြီးတော့ကောက်ကခံလို့ဟုတ်ကဲ့အဲ့တော့အခုလည်းပဲအင်္ဂရုတွတ်တော်ကုသလေတွေရတော့ဒီကိစ္စတည်ပြီးသားပါ ဒီလိုမဲဆွယ်စည်းရုံးရဲ့အသုံးစရိတ်ကိုအကြောင်းပြုပြီးတော့နိုင်ငံရေးပါတီအချင်းချင်းကန့်ကွက်မှုတွေလည်းရှိလာနိုင်တာတွေရှိနေပါတယ်။ဥပဒေရကတော့ပြီးခဲ့တဲ့ယူကော့ပွဲနဲ့ယူကော့ပွဲရဲ့အသုံးစရိတ်ကတော့တူတူပါပဲ။ဟုတ်ကဲ့နော်။ဒီလိုကတော့ဒီအသတ်မှတ်ထားတဲ့ဒီမှာဝေးစိတ်တရားအထောက်အထုံးနိုင်တယ်ပေါ့နော်။အဲဒါသူတို့သတ်မှတ်ချက်ပေါ့။အဲ့တော့ဒီသတ်မှတ်ချက်ထဲမှာအာတုံးနိုင်တယ်ဆိုတာကတော့ခုနကကျွန်တော်ပြောတဲ့ဒီပါတီကြီးနှစ်ခုကတော့ ပိုးတော့မှသုံးသေးတယ်ပြီးရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ခုနာကြားတလောက်ကတော့တို့ဥပမာပြညက်ခိုင်ရေးဆိုရင်တို့ကလိုက်ပြီးပတ်နေ energy ဘလောက်သုံးလဲပေါ့ဗျာဟုတ်ကဲ့နော်ဒါတို့တတ်မှတ်ထားတဲ့ဓာတ်တွေကိုပုံပြီးတော့သုံးတယ်ဆိုရင်တို့ကကောက်ွက်နေပေါ့ဗျာနော်စားရပြီပေါ့နော်တရားလေးတွေလုပ်ကြတယ် အရွေးချက်ခံပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့ရွေးကောက်ပွဲအသုံးစရိတ်တင်ပြမှုတွေပြီးရင်တော့ပြည်အောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကလည်းနိုင်ငံတော်ပြန်နှံ့မှထည့်သွင်းဖော်ပြပြီးတော့ပြည်သူအစိုးရကိုအတည်ပြုတင်ပြတာနောက်တစ်ခါပြည်သူ့ကိုယ်စားလှယ်တွေဖြစ်ကြောင်းအတည်အမှတ်ပြုလက်မှတ်တွေကိုပေးပို့ဖို့စတဲ့ကိစ္စတွေကိုလည်းစောင့်ရွက်သွားဖို့ရှိနေပါတယ်ကျွန်တော်အဖုံးမြတ်ပါခင်ဗျာ ကလောမျိုးနယ်မှာမဲ58ရာခိုင်နှုန်းကျော်နဲ့အနိုင်ရရှိသွားတဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်အမတ်ဒေါက်တာတန်းငွေကမြို့ရွာတွေမှာတောက်ရီ၃ရီစိုက်ပျိုးရေးရရှိအောင်လွှတ်တော်ထဲမှာအဓိကထားတင်ပြသွားမယ်လို့ပြောပါတယ်။ပါတီစည်းရုံးရေးတွေဆင်းတဲ့အချိန်ကလည်းကလောမဲဆန္ဒနယ်တွေဖြစ်တဲ့အောင်ပန်း၊ကလောဘော်ဆိုင်၊ဟဲဟူးမြို့နယ်ကနေရာလေးခုစလုံးမှာပြည်သူတွေအဓိကရင်ဆိုင်နေရတာအခက်အခဲကတော့ရေဖြစ်တယ်လို့ဆိုပါတယ်။တောင်ပေါ်ဒေသဖြစ်တဲ့အတွက်ရွာတွေမှာရေအခက်အခဲကရန်ကြီးမားတယ်။ပလောင်လူမျိုးအများစုနေထိုင်တဲ့ ရှော်တော်ရွာမှာဆိုရင်ရေရဖို့အတွက်တနအီလောက်ကြာအောင်တောက်အောက်ကရေရင်းကိုဆင်းခတ်ပြီးတော့တောင်ပေါ်ပြန်တက်ရတာဖြစ်တယ်လို့လည်းဒေါက်တာတန်းငွေကပြောပါတယ် DGB တိုးတက်တော့ကေဗုဒ္ဓဘာသာတက်မတော်ကဒီမိုကရေစီအကျိုးပြုကရင်တက်မတော်အဖြစ် အမည်ပြောင်းလိုက်ပါတယ်ဒီကြောင်းကိုတော့ဥအောင်စောတက်ကသတင်းပေးပို့ထားပါတယ်ခင်ဗျာတိုးတက်တော့ကရင်ဗုဒ္ဓဘာသာတက်မတော် DGB ကနေကလုတ်တူပေါ်ကရင်အစည်းအရုံး KKO အဖြစ်ပြောင်းလဲပြီး အခုတပံဒီမိုကရေစီအကျိုးပြုကရင်တက်မတော်အဖြစ်ထပ်မံပြောင်းလဲလိုက်တာဖြစ်ပါတယ်ဒီမိုကရေစီအကျိုးပြုကရင်တက်မတော်ဘာကြောင့်ပြောင်းလဲလိုက်လဲဆိုတော့လက်ရှိကဒီကျွန်တော်တို့ဒီဘုရားဘာသာသမျိုးတွေကိုကျွန်တော်တို့ကအခြေခံပြီးလုပ်တာမဟုတ်ဘူးအဲဘုရားဘာသာတွေကဘာသာတိုင်းကိုငါကျွန်တော်တို့အကျိုးပြုတယ်ဟိုဒီမိုကရေစီကိုကျွန်တော်အကျိုးပြုတယ်ဆိုပြီးတော့ရေကျက်နဲ့ညလေးကျက်နဲ့ကျွန်တော်တို့ပြောင်းလဲလိုက်တယ်ဆိုတာပြည်သူလူထုတွေကိုဟိုတည်တည်စီချင်တယ် အဖွဲ့အစည်းတစိမ့်တွေကိုတော့အရင်တိုင်းပဲဆက်သုံးမယ်လို့ဆိုပါတယ်။ရဲတစိမ့်ရတယ်ကျွန်တော်တို့ကတော့ဒီအပေါ်မှာကျွန်တော်တို့ဒီလက်ရှိနော်ဘယ်ဘွားအကျဆက်ကသုံးနေစာလုံးနဲ့ကျွန်တော်ပြန်သုံးမယ်။ကျွန်တော်တို့ကရင်လို့လေချိုးပဲအဲဟုတ်လေအဲ့ဒီလေချိုးကလည်းပြန်ထည့်ပါပေါ့။ဘာသာရေးနဲ့လည်းလက်ကဲလမ်းစီမရောထွေးလို့တာကြောင့်နာမည်ပြောင်းတာဖြစ်ကြောင်းပြောပါရစေ။ပြောင်းလဲတဲ့ရည်ရချက်ဟာကျွန်တော်တို့ဒီဗုဒ္ဓဖြစ်နေကောလေဒီမသိရင်လက်လက်ကန်ဖွဲ့စည်းရဗုဒ္ဓဘာသာကိုခုလုံးလုပ်ပြီးတော့အခွင့်အရေးယူနေတဲ့လှုပ်ရှားတဲ့ကံအဲ့လို ိုသူ့ကျေပြောဆိုတာရှိတယ်အဲသူရလက်လက်ကန်ဖြစ်ကြည့်တော့ကာတာကြီးခုတော့လို့လေဆိုလို့အဲ့လိုကျွန်တော်တို့လက်ညှိုးထိုးရတယ်ဟိုခံရတယ်ပေါ့အဲဒါကြောင့်အဲ့လိုဟိုအထိုးမခံရအောင်အဲ့လိုပြောမခံရအောင်ကျွန်တော်တို့ကအာဒီမိုကရေစီအကျိုးပြုကိတ်ကမ်းလို့ဆိုတဲ့အဲ့လိုဟိုရင်အတော်များများပြတ်ရှိလုံငန်းစင်းတဲ့မူဝါဒပိုင်းဆိုင်ရာမှာခင့်နဲ့လျော်ညီစွာจิตသုံးသွားမယ်လို့ဆိုပါရယ်နိုင်ငံကြီးကတော့ဟိုလိုရောမလဲဟိုခေကြီးစီကြောင်းနဲ့အညီလုတ်တိလုတ်ထိုင်တော့လုတ်သွားမယ်ခေကြီးကနေပြီးတော့ နော်တော်လည်းရတော့ဖိနေမှုရှိရင်တော့အဲဘယ်လိုဆိုတော့ဟဲ့တော်လာမယ်ကျွန်တော်ကြည်ကြည်ကိုအဲဖိနေမှုတွေရှိခဲ့ရင်ပေါ့အဲကျွန်တော်တို့ကတော်လာမယ်ဆိုတာကျွန်တော်တို့ရဲ့နှုတ်ဆက်ရင်းရမယ်အဲကြည်ကြည်ကိုဖိနေမှုရှိဘူးကြည်ကြည်ကိုအချုပ်ပြီမဆိုရင်ကျွန်တော်မှဟိုတော်လာရင်လည်းစိတ်မရှိဘူးအဓိကကြည်ကြည်ကိုနော်ဘယ်လိုပြောမလဲဟိုဖိနေမှုတွေအဲမလုပ်ဘူးအဲကြည်ကြည်ကိုအလုပ်ကြည့်ပြီမဆိုရင်ကျွန်တော်မှဟိုတော်လာမယ်စိတ်ဆိုတာမရှိဘူးတော်လာမှုဆိုတာလည်းကျွန်တော်မစိမ်းရပါဘူးအဲကြည်ကြည်ကို ကိုကြည့်လိုက်မယ်အပီဒီကိုဟိုနေနဲ့ရှင်းလို့မဆိုလို့ရှိရင်တကယ်မဆိုလို့ရှိရင်ကျွန်တော်တို့ကတော့အဲလက်ပတ်မရှိဘူးဒါတော့ကျွန်တော်တို့ကလမ်းစဉ်ပေါ့ဘာသာရေးကိုအခြေခံတာမဟုတ်တဲ့အတွက်လူလူထောက်ခံမှုပိုရလာမယ်လို့ယုံကြည်ကြောင်းပြောသွားပါတယ်ယုံကြည်တယ်ပိုပြီးထောက်ခံမှာပေါ့အရေးဆိုလို့ရှိရင်လည်းမသိရဒီတော့ပိုးသားပါတာတတ်တယ်အဲဟိုတခြားပါတာတတ်မဟုတ်ဘူးဆိုတာဟိုအဲဟိုပြင်မယ်အခုဆိုလို့ကျွန်တော်တို့တော့တတ်တာဟိုဘာသာမရှိရေးကိုကျွန်တော်တို့ထောက်ခံမှုရလာမယ်အကြောင်းလို့ဆိုတော့အရင်ကျွန်တော်လည်းလည်းကြိုင်ဖွဲ့စည်းရ ဒီဟိုဘုရားဘာသာတစ်ခုတည်းကိုဟိုဘယ်လိုမလဲဟိုကကွယ်မဲ့တပ်ပုံစံမျိုးဖြစ်တယ်အခုဆိုရင်ကျွန်တော်တို့ကလူမျိုးမျိုးဘာသာမျိုးကိုအခြေခံရတယ်ဆိုတော့အပူပြီးတော့ဟိုထောက်ခံရမယ်ဒီကဘီရ1994ခုနှစ်မှာကရင်ပြည်သားစီယုံကခွဲထွက်သွားပြီးအစိုးရနဲ့ညီညာရေးလုပ်ခဲ့ပြီးနောက် DKB အတွင်းနေရာသောတက်ဖြစ်ပြောင်းလဲရေးသဘောထားကွဲလွဲလာကြောင်း2010မှာကလိုထူဘောပြူဟာကမြောက်ရီမြို့ကိုခိတ္တသိမ်းယူပြီးနောက်2011ခုနှစ်မှာညီညာရေးထက်မှန်သဘောတူခဲ့တာဖြစ်ပါတယ်ကျွန်တော်အောင်စောထက်ပါ ကချင်ပြည်နယ်တို့မှပြေးဆွဲနေတဲ့မတော်ရင်လိုင်း18လိုင်းကိုတကြံပြီးမှပိတ်ပစ်ဖို့ပြည်နယ်စိုးရွားကညွန်ကြားထားတယ်လို့မတော်ရင်ဂိမ်းမှုတွေကပြောပါတယ်။မူလပြေးဆွဲနေတဲ့ကားလိုင်း18လိုင်းကိုဖျက်သိမ်းပြီးတော့ကချင်ပြည်နယ်စိုးရွားကဖွဲ့စည်းပေးထားတဲ့မနှောအေယာကားလိုင်းအောက်ကနေပဲပြေးဆွဲရမှာဖြစ်ကြောင်းဂိမ်းမှုတူဖြစ်တဲ့ဦးထေးလိုင်းက DPP ကိုပြောပါတယ်။ကချင်ပြည်နယ်နေရာနဲ့ပြေးဆွဲမဲ့မနှောအေယာမတော်ရင်လိုင်းကိုပြည်နယ်စိုးရွားဗဏ္ဍာရေးနဲ့အခွန်ဝင်ကြီးဦးညွန့်အောင်ကဥက္ကဋ္ဌအဖြစ်ဦးစီးပြီးဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ မန္တလေးမြို့မှာအာဏာပိုင်တွေကကားပိုင်ရှင်တွေစီကနေအရမကားချောဆွဲမှုတွေရှိနေတဲ့အတွက်ရင်လိုင်းတွေရောကားသမားတွေပါတိကျညံ့နာမှုတွေနဲ့ကြုံတွေ့နေရပါတယ်ဒီကြောင့်ကိုတော့ဥပိတအောင်ရဲ့ရေဒီယိုသတင်းပေးပို့ချက်မှာနားဆင်ရမှာပါခင်ဗျာ ဟုတ်ကဲ့အထက်မြောက်ပြည်မန္တလေးမြို့မှာအာနာပိုင်တွေကကားပိုင်ရှင်နဲ့ကားသင်းတွေစီကနေအထမကားချောဆွဲမှုရှိနေတဲ့အတွက်ရင်လိုင်းတွေတက်ရောကားသမားတွေအတွက်ပါထိခိုက်နေတာမျိုးတွေနဲ့ကြုံတွေ့နေရတယ်လို့ကားလိုင်းဆွဲသူတွေကပြောပါတယ်မန္တလေးတိုင်းမြို့နယ်တချို့ကအုတ်ချုပ်ရေးအာဏာပိုင်တချို့နဲ့တချို့ဌာနဆိုင်ရာတွေကအကြောင်းမျိုးမျိုးပြပြီးမန္တလေးတိုင်းဒေသကြီးရေလိုင်းများကြီးကြပ်ရေးကော်မတီကနေတဆင့်ကာချောဆွဲနေတာဖြစ်တယ်လို့မြို့ကန်ကာလိုင်းအသင်းတွေကပြောပါတယ် မန္လေးမြို့တွင်ခီးတဲ့တင်ပြေးဆွဲနေတဲ့အမတ်တင်းနေတုံးလိုင်းကားပြအတင်းကဥက္ကဋ္ဌဥက္ကုကိုလီကတော့သူ့ရဲ့အတင်းမှာပြီးခဲ့တဲ့ဒလအတွင်းချောဆွဲခံရတဲ့ကားစီရင်90လောက်ရှိတယ်လို့ DBB ကိုခုလိုပြောပါတယ်ပထမတော့ဆယ်တန်းဆံပွဲတွေကြွခေါ်တယ်ကခုပြကျတော့မေးခွန်းတွေကြောင်းနေလိုက်ပေါ်ရတဲ့ကိစ္စကိုတုတ်တာကအစီအရမှာရှိကြကြ၆စီလောလောဆွဲထားတယ်ကအဲ့ဒါဓမ္မစရိယဆံပွဲတွေကိုဆွဲတာဒီကိစ္စမှာ၃လပိုင်းမှာဆိုကျွန်တော်တို့အစီ90နဲ့၆စီဆွဲခံရတယ် ဒါပြင်ကားချော့ဆွဲရမှာဓာတ်စီဘိုးနဲ့ငွေကြေးအနည်းငယ်သာပံ့ပိုးပေးတဲ့အတွက်ကားလိုင်းရောရေမောင်းသမားတွေရောနောက်လိုက်တွေအတွက်ပါနေ့စဉ်ဝင်ငွေထိခိုက်နေတာမျိုးရှိတယ်လို့လည်းဦးကိုကိုလေးကပြောပါတယ်ကျွန်တော်ပြောပါဗျာအခုကားကိုညှိခေါ်ရဗျာညှိခေါ်တာသူတို့မှညှိရတာဒုက္ခကဗာမဟိုသူတို့ရင်ပိုင်ရှင်လည်းမရဘူးရင်မှုရှင်လည်းမရဘူးဗျာသူတို့ရဲ့ဟိုဟာဟိုပေါ့ဗျာထောက်ပတ်မှုပေါ့ဗျာအေးအေးထောက်ပတ်မှုတွေမရဘူးသူတို့မှညှိနေလဲဗျာစီရလဲကိုကြည့်ကိုထည့်သွားရလဲဗျာဒီလောင်းလိုက်ဆိုရလဲအခုဆိုင်ထုတ်တာကွာ3,900ထုတ်နေရတော့ သူက၄00တာ၅00တော့ပုံတော့သူတို့မခင်ရလဲကြည်ဖို့ဝဆက်ရတယ်မရတဲ့ပြင်ကိုဒီလိုကားချောဆွဲမှုတွေဟာမတရားသဖြင့်လောအားရယူတာလို့ယူဆတဲ့အတွက် ILO ကမ္ဘာလူထုမအဖွဲ့ကိုတိုင်ကြားဖို့စီစဉ်နေတယ်လို့လည်းသိရပါဗျ ီးခဲ့တဲ့မတ်လ28ရက်နေ့ကသမရဦးသိန်းစိန်အမိန့်နဲ့ထုတ်ပြန်ထားတဲ့ရက်ကြီးအုပ်ချုပ်ရေးဥပဒေကိုပြင်ဆင်တဲ့ဥပဒေမှာမိသူမဆိုပုံကိုတူတူယောက်ထံကဆန္ဒလျောက်ကလန္နာမဟုတ်ပဲသူတို့ရဲ့လောကဒါမှမဟုတ်ဝန်ဆောင်မှုကိုအာဓမရယူခိုင်းစေပါကတနည်းထက်မပိုတဲ့ထောင်နဲ့ကျန်းကွယ်တသိန်းနဲ့မပိုတဲ့ငွေနဲ့ဖြစ်စေပြည်တံနေရာလုံးဖြစ်စေချမှတ်ရမယ်လို့ပါရှိပါတယ်။ရန်ကုန်မြို့ကဥပဒေရေးအတိုင်ပင်ခံဦးအောင်သိန်းကတော့တန်တန်ချင်းမပေးဘဲချောဆဲတာဟာဥပဒေနဲ့မကိုက်ညီဘူးလို့ခုလိုပြောပါတယ်။ဒါရှင်းပြတဲ့အာနာပိုင်ပြည်စည်းရှင်းရနေပေါ်လမ်းနေပြီးတော့ ဒါမလျော်ဩဇာသုံးပြီးတော့ဖြတ်သုံးတာပေါ့ဗျာတကယ်ဆိုရင်ချောဥတီကတော့လကားလာဆွဲလို့မရဘူးသူတန်တန်ကြီးပြီးဆွဲရတာသူသွားတဲ့လုံနေတဲ့လမ်းကြောင်းတစ်ခုရက်ပြီးသွားတဲ့အတွက်အသူတို့လိုင်းကားဆိုတာလိုင်းကားရဲ့သူပုံစံရှိမယ်ကုန်တင်ကားဆိုကုန်တင်ကားရဲ့သုံးဆုံးတဲ့ဈေးရှိမယ်အဲ့ဒါတွေကိုပေးရမယ်တာဝန်ရှိတယ်ဗျဥတီကတိုင်ပင်ကဥအောင်သိန်းပြောသွားတာပါ မြန်မာနိုင်ငံမှာမြန်မာဆိုရယ်လန်းစင်ပါတီမဆလာခေနဝတနာဖတ်အမေရိကန်ဆစ်ဆိုးရအဆက်ဆက်ကလေးကအာနာပိုင်တွေကအောက်ခြေပြည်သူလူထုစီကနေလောအားတာမကကားဆိုင်ကယ်ဆက်လီတီဗီဗီဒီယိုပြဆက်အစုံအထမချောဆွဲအသုံးပြုနေမှုတွေဟာခေါ်ယိုးကျနေတဲ့လေထတစ်ခုတပွဲဖြစ်နေတာပါရန်ကုန်မြို့ကဥပဒေရေးအတိုင်းအမေရိကန်ဥအောင်တင်ကတော့အခုခေတ်ခေတ်ပြောင်းစနစ်ပြောင်းဒီမိုကရေစီလမ်းကြောင်းပေါ်တွားနေတဲ့အချိန်မှာလူခွင့်ကိုလေးစားလိုက်တာတင်းတဲ့ကြောင်းနဲ့ကာယကံရှင်တွေကသဘောတူမကြည့်ဘူးပဲချောဆွဲတဲ့ကိစ္စတွေမရှိသင့်တော့ဘူးလို့ပြောကြားခဲ့ပါတယ်ခင်ဗျာလို့ပြောကြားခဲ့ ကြံကာလာတော့မှအစိုးရရဲ့ရုံးပေးရဲ့ရှေ့ပြီးစာပေစီစီရေးကစစ်စစ်ပေးနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်အပတ်စဉ်ထုတ်ဂျာနယ်အားလုံးလိုလိုနှစ်ပတ်စီလောက်နားမှာဖြစ်ကြောင်းစုံစမ်းသိရပါတယ်။ဒါအပြင်ကြံပြီးမှထွက်မဲ့ဂျာနယ်တွေရဲ့ပထမစာမူတွေကိုကြံမတိုင်ခင်စာပေစီစီရေးကိုတင်ပြရတာဖြစ်တဲ့အတွက်ဂျာနယ်ထွက်တဲ့အချိန်မှာတော့တရင်နဲ့စောင်းပါအဟောင်းတွေကိုပဲထုတ်ဝေရတော့မှာဖြစ်တယ်လို့ဂျာနယ်အယ်ဒီတာတွေကပြောပါတယ်။ မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အောင်မြင်မှုဟာဒီမိုကရေစီခြေလှမ်းတလှမ်းလွတ်တော်တဲ့အထိတိုးလိုက်တာပါလို့မြောင်မြောင်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရခဲ့တဲ့မန်းကြုံနီကပြောပါတယ်ဒေါက်ခင်မင်းစောကသတင်းပေးပို့ထားပါတယ်ခင်ဗျာ ြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်အေယာယူတိုင်းဒေသကြီးအတွင်းမြောင်းမြမြို့နယ်ကမြို့သားဒီမိုကရေစီဖွဲ့ချုပ်ပါတီပြည်ခိုင်ပြောပါတီနဲ့အမျိုးသားဒီမိုကရေစီအင်အားစုပါတီတွေဝင်ရောက်ရှင်ပြန်ခဲ့ပါတယ်။မဲမတမာမှုတွေမတရားမှုတွေကြားရတာပဲအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီကိုစားပြုဝင်ရောက်ရှင်ပြန်ခဲ့တဲ့မန်းကျော်နီကမဲအများဆုံးနဲ့အနိုင်ရရှိခဲ့တာပါ။ရကျွန်တော်တို့ NLD ကရေကောက်ဝင်တယ်ဆိုကြတဲ့က တရားဥပဒေစိုးမိုးရေးဆိုတော့ statement ထုတ်ပြီးတော့ဝင်လာတာလေဟုတ်ကဲ့ညဒုတိယရင်းရရတတိယက2008အခြေကဥပဒေရေးဆိုတာချက်အတိတ်ကတရားဥပဒေစိုးမိုးရေးဆိုတော့ statement နဲ့ဝင်လာတဲ့အခါကျတော့အခုကရွေးကောက်ပွဲမှာဒီမဲဆိုင်တို့ရွေးကောက်ပွဲမှာတို့မတမာမှုဆိုတာမတရားတာလေလို့နေတာပေါ့တရားတွေကိုတရားဥပဒေစိုးမိုးဖို့ဆိုတော့ငါတို့လုပ်ကိုလုပ်ရမယ်ဆိုတဲ့ခံစားချက်ရှိတယ် မန်းညော်နီဟာ1990ပါတီစုံရွေးကောက်ပွဲမှာလဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုစားပြုကကျုံမျော်မြင့်နယ်ကဝင်ရောက်ရှင်ပြိုင်အနိုင်ရရှိခဲ့သူပါမဲဆန္ဒနဲ့မရှိတဲ့ပြည်သူလူကြီးကိုပြောကြားချင်တာကတော့ကျွန်တော်တို့ဒီဒီမိုစီချီလန်တလန်ကိုဆွတ်တော်ထဲမှာတိုးပြီးတော့လှုပ်လာနေတယ်။ဒါကြောင့်မလို့ဒီဒီမိုစီချီလန်ကိုအားအင်ရှိအောင်ဆက်ပြီးတော့ပြည်သူဘက်ကလည်းပဲကျွန်တော်တို့ဒီ အများကြီးစူးစမ်းဖို့လုပ်တယ်အထူးသဖြင့်ကျွန်တော်တို့ NLD ရဲ့မဲ့ယုံစောင့်နေပါဟုတ်ကဲ့ဩပေါ်ပြီးတော့အရေးသွေးတက်လာမထောင်းသိမ့်ငါမှာတတ်တဲ့ပို့တက်လာအောင်ဩအသိတရားတွေပို့မြင့်လာအောင်အဲလုံဆောင်ချက်တွေထက်ထက်တန်ရှိအောင်တက်ပြီးတော့အရေးသွေးမြင့်လာလို့ဖို့တော့လို့ဒီလိုလူလူကြီးအနေနဲ့ကတော့အဲဒီတလန်းကိုရလာပြီဖြစ်တဲ့အကြောင်းလို့နောက်အလန်းတွေကိုဆက်တက်ဖို့ရအတွက်လွယ်သွားလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ် ခု2012ခုနှစ်ရာပြည့်ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမဲဆန္ဒနယ်မြေ44နေရာဝင်ရောက်ရှင်ပြိုင်ရွေးချက်ခဲ့ပြီး53နေရာအနိုင်ရရှိကရာခိုင်နှုန်းအားဖြင့်68ရာနှုန်းရရှိခဲ့ပါတယ်။ကျမခင်မင်းဆိုပါရှင်။အခုနဲ့ဗန္နာယီဝန်ကြီးဌာနကရက်နဲ့လောင်စာစီလိုကုန်ပစ္စည်းတွေအပါအဝင်ကုန်သွယ်လုပ်ငန်းခွင်တော်တော်များများကိုရှော့ပေါက်ပေးလိုက်ပါတယ်။ ဒီကြောင်းကိုတော့ဦးအနံရဲ့ရေဒီယိုသတင်းပေးပို့ချက်မှာနားဆင်ရမှာပါခင်ဗျာဟုတ်ကဲ့ပါအခွန်နဲ့ဗန္ဒာယီဝင်ဌာနကဗန္ဒာယီနှစ်တွဲကောက်ခံရမယ့်နှုံသားတွေကို မတ်လကုန်ပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။အရင်လိုဇယား6မျိုးမဟုတ်တော့ဘဲ2မျိုးတည်းသာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။တမျိုးကအခွန်900ကိုင်လုံးကောက်ခံတဲ့ကုန်စည်တွေဖြစ်ပြီးကျန်ဇယားတမျိုးကတော့အထူးကုန်စည်များအမည်နဲ့ကောက်ခံတာဖြစ်ပါတယ်။ပြည်သူလူအခြေခံစားသောက်ကုန်အမျိုး80ကိုတော့အရင်တိုင်းပဲမကောက်ခံမရှိကြပါဘူး။ဧပြီလတရနေ့ကစတင်ကောက်ခံတဲ့သွင်းကုန်ကနှုန်းနှားတွေဇယားမှာအထူးကုန်စည်18မျိုးတည်းမှာပါတဲ့လေရင်စီဓာတ်စီဒီဇယ်တွေရဲ့သွင်းကုန်ကိုရှော့ပေါ့ပေးခဲ့ပါတယ်။ဓာတ်စီက190ရာခိုင်နှုန်းကနေ ဆယ်ရာခိုင်နှုန်းကိုရှော့ပေါ်ကောက်ယူခဲ့ပါတယ်။ဒီဆယ်က90ရာခိုင်နှုန်းကနေ10ရာခိုင်နှုန်းကိုရှော့ပေါ်ကောက်ခံခဲ့ပြီးဂျက်လီယင်စီက85ရာခိုင်နှုန်းကနေ10ရာခိုင်နှုန်းကိုအသီးသီးရှော့ကောက်ခဲ့ပါတယ်။ဓာတ်ဆီဈေးဒီဆယ်ဈေးတွေကတော့ရှော့ချမှုမရှိသေးပါဘူး။သဘောတန်းငွေကိုအရင်ကမကောက်ဖဲထားရကနေ10ရာခိုင်နှုန်းကိုတိုးကောက်ခဲ့ပါတယ်။ Secret က3005ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းထိတိုးကောက်မယ်။စစ်ရွက်ကြီးက20ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းထိ ဗာဂျီးနီးယားပေါင်းတင်စေးက300ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိစေးဘောလိတ်က100ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိစေးပြင်းလေးနဲ့စေးတန်က20ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိစေးတန်တောက်စေးက25ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိကွန်းစားစေးက25ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိအရက်က90ရာခိုင်နှုန်းကနေ200ရာခိုင်နှုန်းအထိကောက်ခံနေရက90ရာခိုင်နှုန်းကိုတပြေးညီချောက်ောက်ပါတယ်ဘန္နာခွင်ဝင်းထနာရဲ့အရက်သွင်းကုန်ပေါ်ရှော့ပေါ်ကောက်ယူမှုဟာ ရင်မျိုး policy နဲ့မကိုက်ညီပဲဖြစ်နေပါတယ်လို့ဥဟန်ထွန်းဘန္နာခွန်ကအခုလိုထောက်ပြပါဗျာ။ကျတော့ဘူလာရင်မျိုး policy ဆိုတာရှိရဗျာ။ tax policy ပါလေ။ရင်မျိုး policy က maximum revenue maximum revenue အခွန်အများဆုံးဖြစ်ရမယ်။ minimum consumption အနည်းဆုံးတော်တော်မှုဖြစ်ရမယ်။တော်တော်မှုနေပြီးတော့အခွန်များရမယ်ပေါ်ရသွားတော့အခုအဲ့ဒီဟာတဲ့ပြောမှကြီးဖြစ်နေဒေါ်မနိုင်ငံမှာအခုရရက်ပြီးရဆိုင်ရတဲ့ထဲရတယ်နှုံးအားလို့ချော့လိုက်တယ် အဲ့ဒါကတော့ပြောရသေးတယ်ဆလိတ်ကတော့ secret က95နှစ်တရားဆိုတက်သွားလို့ဆိုတာဒါပြောလို့ဟောပါဗျာ secret ဟိုတောက်တုံးမှုဟန်တားကြီးနေလည်းပြောလို့ရတာပေါ့ဆိုတော့အရက်အမျိုးမျိုးက90ခိုင်လုံးကနေ200ရခိုင်လုံးကိုကောက်နေတာလေဆို90ရခိုင်လုံးကိုဒီကြီးချလိုက်တယ်ဆိုတော့ဗျာဝီစကီတွေပါတော့ပါလို့ပြောရတယ်သူပဲပေါ့ဗျာဥက္ကံထွန်းပြောသွားတာပါကျွန်းတက်လုံးနဲ့ကျွန်းခွဲသားများက25ရခိုင်လုံးကနေ90ရခိုင်လုံးအထိတိုးကောက်ခဲ့ပြီးတက်မာတက်လုံးနဲ့တက်မာခွဲသားက20ရခိုင်လုံးကနေ90ရခိုင်လုံးကိုတိုးကောက်ပါတယ် ကြောက်စိမ့်နဲ့တခြားဖိုးတန်ကြောင်များကငကူမူလာတိုင်းပဲ30ရာခိုင်နှုန်းအတိုးလျှော့မရှိကောက်ခံခဲ့ပြီးဒူစီစင်ကန်ကားများက25ရာခိုင်နှုန်းအတိုင်းအပြောင်းအလဲမရှိကောက်ပါရယ်ခြေလေးစားတဲ့ကုန်စည်မျိုးပေါင်း260ကိုတော့အခွန်5ရာခိုင်နှုန်းပဲကောက်ယူပါရယ်နှစ်တော်ကြောင်တနည်းကိုတရက်သာဖွင့်ခဲ့တဲ့ဗိုလ်ချုပ်ဆန်ပြတဲ့ကိုပုံမှန်ပြန်လဲဖွင့်နှစ်ထားပြီးတော့နေ့စဉ်လာရောက်သူတွေတရားဝင်ကြလောက်ရှိနေပါတယ်ဥက္ကဋ္ဌကသတင်းပေးပို့ထားပါတယ်ခင်ဗျာ ရန်ကုန်တိုင်းဗဟန်းမြို့နယ်ဘူကျုပ်ပြတိုက်လမ်းမှာရှိတဲ့ဘူကျုံအစမ်းပြတိုက်ကိုအများပြည်သူကြည့်ရှုနိုင်အောင်မလ24ရက်နေ့ကဖွင့်လှစ်လိုက်ပြီးဖြစ်ပါတယ်ပြတိုက်ကိုလွန်ခဲ့တဲ့9နှစ်ကစပြီးပိတ်ထားတာဖြစ်ပါတယ်ဟောင်းနွမ်းနေတာတွေနာခဲ့မုံတိုင်းကျောက်ပျက်စီးခဲ့တာတွေကိုပြင်ဆင်ပြီးပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ပြန်လည်ဖွင့်လှစ်ခဲ့ပြီးတဲ့နောက်ပိုင်းလာရောက်ကြည့်ရှုသူတွေဟာတနေ့ကိုအယောက်100ဝန်းကျင်လောက်ရှိတယ်လို့သိရပါတယ်ဒီဒီအဆောက်အဦက1921လောက်ကအဆောက်ခဲ့တဲ့အဆောက်အဦဆိုတော့အဆောက်အဦကကြာပြီပေါ့နော်ကြာပြီဆိုတော့ဒီကြားထဲမှာ အကြီးစားပြင်ဆင်ထိမ့်သိမ်းတာတို့အသေးစားပြင်ဆင်ထိမ့်သိမ်းတာတွေအထာတွေပေါ့နော်ဟိုဥလိုလုတ်ခဲ့တာပေါ့ထပ်လုတ်သွားဖို့ရှိပါတယ်နောက်ပြင်ဆင်ထိမ့်သိမ်းပြီးတော့အတင်းတင်းနဲ့ပို့ပြီးတော့တန်ရှင်းတရားလှပအောင်နော်နိုင်ငံကောင်ဆိုရင်ရပို့ပြီးတော့ဟိုထပ်လိုက်တန်တာပေါ့နော်ထပ်လိုက်တန်တာဟိုဟိုပေါ့ထိမ့်ထိမ့်ဆောင်ရွက်တဲ့သဘောပေါ့နော်ထပ်လိုက်တန်တာနိုင်ငံကောင်ဆောင်ရဲ့ဟိုပေါ့သူကိုဂုံပြူတဲ့အနေနဲ့ထပ်လိုက်တန်တာဖြစ်အောင်ထိမ့်သိမ်းဆောင်ရွက်တဲ့ခင်းချင်းပြတာလေဒါလည်းပဲ ခုတော့စီမံချက်နဲ့ပေါ့နော်စီမံချက်ချပြီးတော့မှဟလာခင်းချင်းထိသိမ်းဆောက်ရှောက်ရေးနော်ဒါတွေကြာကြာနာနာစနစ်တကျနဲ့ဆောက်ရှောက်နေတာပါဘူးကြောင့်ဆန်းဟာအဲ့ဒီအိမ်မှာ1945ခုနှစ်ကနေ1949လုံးကြံခံရတဲ့အချိန်အထိငားရမ်းနေထိုင်ခဲ့တဲ့နေအိမ်ဖြစ်ပါတယ်။ဘိုးကျောင်းဆန်းလုံးကြံခံရပြီးနောက်ပိုင်း1948မှာဘိုးချုပ်ထိမ့်မတ်ရမုံငွေတွေကကျောင်းဝေ3000နဲ့အပြီးွယ်ယူခဲ့ပြီးမိသားစုတွေက1953ခုနှစ်အထိနေထိုင်ခဲ့တာဖြစ်ပါတယ်။ 1959မှာပြားရိုက်ပြုတ်လို့ဖို့ပစ္စည်းစုဆောင်တာတွေပြုပြင်တာတွေပြုလုပ်ခဲ့ပြီး1960ဇန်နဝါရီလ1ရက်နေ့မှာစတင်ဖွင့်လှစ်ပြသခဲ့ပါတယ်။အခုပြန်လည်ဖွင့်လှစ်လိုက်တဲ့ဗိုလ်ချုပ်ပြားရိုက်ကိုတင်းလာအင်ကာနေတွေနဲ့ပြန်နှဝင်ရုပ်ပိတ်ရက်တွေကလွယ်ပြီးကြံရက်တွေမှာမနေ့7နိုင်ကနေညနေ4နိုင်အထိဖွင့်လှစ်ထားပါတယ်။လူကြီး300နဲ့တန်ဃာတော်တွေတီလာရှင်တွေကလေးတွေကတရားပါ။ចောင်းသူចောင်းသားတွေဆိုရင်တော့အခမဲ့ဖြစ်ပါတယ်။နိုင်ငံခြားသားတွေလည်းအခုနှုံးမဲ့ဖြစ်ပါတယ်။အရင်ကတော့နိုင်ငံခြားသားတွေဆိုရင် FC ဒေါ်လာဖြစ်ပါတယ်။ကျွန်တော်ကိုတက်ပါ။ ဒီကနေ့2022ခုဧပြီလ5ရက်ကြာသပတေးနေ့ညနေ4:00နာရီထိရရှိထားတဲ့ပြည်တွင်းပြည်ပဒီမိုကရက်တစ်မြန်မာအသံသတင်းတောက်တွေရဲ့သတင်းပေးပို့ချက်တွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီမိုကရက်တစ်မြန်မာအသံကိုရှုစားအားပေးကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ